Ghost Story Magazine ကနေပြန်လည်ကြိုဆိုပါတယ်။ဒီအောက်ကပိုင်းလေးဟာနှလုံးသွင်းခုလက်ရှိချောင်းအုံနောက်ကိုကူပိုင်ရှင်အချောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲမောပြည်ကြီးငါနဲ့ရေပဝဲကိုမကွဲကြတဲ့တငယ်ချင်းလေးတွေရှိကြတာရေပဝဲကိုဘလို့ခွဲကြကြမလဲခေါင်းဝိုင်းဝိုင်းနဲ့လက်ရှိချောင်းပါတာမှရေပဝဲနော် ရေပွဲတွေဟာအစာတွေ့ပြီဆိုရင်သူတို့ရဲ့လက်ရှိချောင်းမှာရှိတဲ့စုအားပြင်းတဲ့စုပ်ခွက်တွေနဲ့ဖမ်းယူပြီးတော့စားကြပါတယ်။ကနန်းတွေ၊ပစွန်တွေ၊ပစွန်ထုပ်ကြီးတွေကသူတို့အကြိုက်ဆုံးအစားစားတွေပါပဲ။ရေပွဲအမျိုးအစားပေါင်းရတယ်မနေဘူးနော်။290လောက်တောင်ရှိရတဲ့။ ရေပွဲကြီးထဲမှာ9မီတာအရှိရှိပြီးကီလို90ထိတောင်အလေးချိန်ရှိတဲ့အကောင်ကြီးမျိုးတွေအောင်ရှိပါတယ်။ရေပွဲတွေရဲ့ပုံမှန်သက်တမ်းကတော့တစ်နှစ်ကနေနှစ်နှစ်ပဲရှိကြတယ်။ ီဘဝဲမမေတွေကတခါဥယျာဉ်ဥပေါင်းနှစ်သိန်းလောက်တော့ဥကြတယ်။ပြီးတော့အမေဆိုတဲ့တဘာဝအတိုင်းသူတို့ဥလေးတွေကိုကောင်းကောင်းဆောက်ရှောက်တကြသေးတယ်။ဥလေးတွေကိုသူများစားပြစ်လိုက်မှဆိုလို့အစာလုံးဝမစားပဲအရေးတကြီးကြီးနဲ့ဆောက်ရှောက်တကြလို့အသက်သေးဆုံးသွားကြရတယ်။ဒီဘဝဲမမေတွေတောင်ရှိပါတယ်။မမေတိုင်းကတိတ်လေးစားစရာကောင်းတာပဲနော်။ ဒီပွဲတွေကနောက်ပြန်ကူကျွမ်းခြင်းနဲ့ရေကူးသမားတွေလည်းဖြစ်ကြပါတယ်။သမုတ်တရားချမ်းမြေအောင်မှာတွားသွားပြီးတော့လည်းလမ်းလျှောက်တတ်ကြပါတယ်။သူတို့ဟာအုပ်စုလိုက်နေတဲ့သူတွေမဟုတ်ဘဲနဲ့တည်တံ့နေတတ်ကြသူတွေပါ။ကိုနေမဲ့အိမ်ကိုလည်းကိုယ်တိုင်စောက်တတ်ကြပါတယ်။ကြောက်တုံးတွေဆိုပြီးအိမ်ကောင်းကောင်းစောင့်နိုင်တဲ့ရေအောက်အင်ဂျင်နီယာကြီးတွေဆိုလို့ရှိရင်လည်းမမှားပါဘူး။ဒီဘဝတွေကနောက်ပြန်ကူကျွမ်းခြင်းနဲ့ရေကူးသမား ရေအောက်အင်ဂျင်နီယာဆိုတဲ့ဂုဏ်ပုဒ်တွေအပြင်တရုတ်ဆောင်လို့အောင်ခေါ်လို့ရတယ်။ဘာလို့လဲဆိုတော့သူတို့ကိုသူတို့အချိန်နဲ့အချိန်ခါအရတခြားရေတတဝါတွေဖြစ်တော့ဟန်ဆောင်တကြသိလို့ပါ။ဥပမာပြောရရင်ရန်သူတွေကို၆လမ်းပြီးပြေးသွားဖို့တခါတလေရေခူးလိုလိုဟန်ဆောင်နေတခါတလေရေအောက်သဲတွေကြားထဲမှာကနန်းလိုလိုတခါတလေပင်လယ်အောက်မှာနေတဲ့ရေမွေလိုလိုဟန်ဆောင်တတ်ကြသေးတယ်။ပုံနေရာနေ ူလက်တန်တစ်ခုကိုအပေါက်ထဲကထွက်ပြတာမျိုးပေါ့ဒီအောင်မှာအော်စကာတို့အကယ်မီတို့ပေးမယ်ဆိုရင်ရေပွဲစုရမှာတင်ကြတယ်နော်ဒါပြင်ရေပွဲတွေမှာအရာအမျိုးမျိုးပြောင်းနိုင်တဲ့အစွမ်းရှိသေးတယ်ရန်သူတွေနဲ့တွေ့ရင်ပုံဖို့ပဝင်းကျင်ကအရှောင်နဲ့တူအောင်ပြောင်းပြစ်နိုင်ကြတယ်မိโกရောင်အညိုရောင်ပန်းရောင်အကြရောင်အစိမ်းရောင်စုံနေရတယ်ရန်သူကသူ့ကိုရှာမတွေ့တော့ပဲမျက်စိလေသွားတာပေါ့ ရန်သူပုံမှုတွေမကအခြားရေဘဝတွေနဲ့ဆက်သွယ်တဲ့အခါမှာလည်းအယောင်ပြောင်းတတ်ကြပါသေးတယ်။ပြီးတော့ရန်သူတွေကိုသူတို့ရဲ့မှီရင်နဲ့ပတ်ပြီးတော့ထွက်ပြေးနိုင်မယ့်အစွမ်းကိုလည်းတဘာဝတရားကြီးကပေးထားပါသေးတယ်။ဒီဘဝမှာလူတွေလိုပဲမျက်လုံးနှလုံးရှိတာမို့တိတ်တော့မထူးဆန်းဘူးပေါ့နော်။ဒါပေမဲ့ထူးဆန်းတာကဒီဘဝရဲ့အတွေ့အကြုံအနည်းအောင်မဟုတ်ပဲနဲ့အပြာရောင်ဖြစ်ပါတယ်။ပြီးတော့သူတို့မှာနှလုံးက၃ခုတောင်ပါတယ်။အုံနောက်က၉ခုတောင်ပါတယ်။ သူတို့ရဲ့အုံနောက်ဖွဲ့စည်းပုံကရှုပ်ထွေးတယ်။အထူးကအုံနောက်တစ်ခုရဲ့လက်ရှိချောင်းကိုထိန်းချုပ်တဲ့အုံနောက်ငယ်တစ်ခုစီရပါတယ်။ဒါကြောင့်သူ့လက်ရှိချောင်းကိုတစ်ချောင်းနဲ့တစ်ချောင်းအလုံးမတူအောင်ခွဲခိုင်းနိုင်တာမျိုးလေ။အဲ့လိုအုံနောက်တွေများလို့လေပူတော်နေရတာမသိဘူး။ဒီဘဝတွေကမှန်ဉဏ်ရောဖြတ်ထူးဉဏ်ရောပြဿနာတစ်ခုကိုထိရှင်းတဲ့ဉဏ်ရောကောင်းကြရဲ့။ပလင်းနဲ့ထဲပြီးဖုံးဖုံးနိုင်နေတဲ့ ဲကနေအဖို့ဖွင့်ပြီးတော့ထွက်လာတကြတယ်။အားကြောင့်သူတို့ escape artist လို့တော့ခေါ်ကြတယ်။ကျောက်တုံးအိမ်တွေမှာလည်းကျောက်တုံးတွေနဲ့တကားတွေလှုပ်ထားတတ်ကြသေးတယ်။ခရူးခွင်တွေကိုလည်းအမိုးကလှုပ်တတ်ကြသေးတယ်။တချို့ရေပွဲတွေဘလောက်ညံကောင်းလဲဆိုအနေနဲ့ကျုံရင်ဝန်းပုံးခိုဖို့သွားလိုက်ရအောင်။အုံသီးခွင်တွေတဲသွားတတ်ကြသေးတယ်။ အငယ်ချင်းလေးတို့ရောရေပွဲလို့ညံကောင်းကြလားညံကောင်းနေဆိုလို့ရှိရင်အခုပြောရတဲ့ချက်တွေကဘယ်နှချက်မမိလဲဆိုတာဖြည့်ကြည့်ခဲ့ပါအောင် ရှင်ကတင်ဆက်ပေးနေတဲ့တင်မတီသေးရဲ့သူတို့အကြောင်းရေအောက်ကပါစီစဉ်ကိုစိတ်ဝင်စားပြီးနောက်ထပ်တင်ပြချင်တဲ့အကြောင်းထပ်သိချင်တဲ့ဆိုလို့ရှိရင် Avocado Story Recipe Facebook Page, Avo Story Magazine YouTube နဲ့ Thorbert Thi Bonye Magazine TikTok တို့ကို Like Follow Subscribe လုပ်ထားခဲ့လိုက်တော့နော်။နောက်ထပ်ရောပေးတင်ပြချင်တဲ့အကြောင်းသိချင်ကြသည်လဲဆိုတော့ပြပြခဲ့ပါနော်။